ဒုတိယမှာဝါသနာတစ်မျိုးစီရှိကြတယ်နော်ကျမကတော့ဒီစကြည်ပန်တို့ပညာကိုအမှန်တိုင်းပြောလို့ရှိရင်ဝါသနာပါလို့ရမှုပဲနဲ့ပညာရတစ်ခုလေးနဲ့သဘောကျတာရယ်ကိုစိတ်ကြိုက်ဖန်တီးလို့ရတာလေးတွေကိုလည်းသဘောကျတာရယ်တကြောင်ရယ်ကျမကဒီပညာလေးကိုလေ့လာဖြစ်ပါတယ် ဒါမဲ့လို့လဲလူတယောက်မှာတဦးနဲ့တဦးအကျိုးပေးခြင်းမတူကြဘူးလို့ပြောကြတယ်မို့လားကျမကတော့ဒီစက်ကြီးပန်းတို့ပညာရက်ကလေးကကျမရဲ့ယခုလက်ရှိချိန်မှာတော့ဘဝရက်တီချက်တစ်ခုတည်းနဲ့ကျမကတန်းန်းဆရာမအဖြစ်ရက်တီနေတယ်ပေါ့နော်အရင်လိုမျိုး customer service တွေအများကြီးမပေးနိုင်တော့ဘူးလို့အရင်လိုလေတနန်းသားတွေအများကြီးနဲ့ပြီးလို့ရတဲ့အနေထားမဟုတ်ဘူးပေါ့နော်ဒီအနေထားကကြတော့ဟိုနိုင်ငံရေးနိုင်ငံရေးစီဝါရေးတွေလည်းပါတာပေါ့နော်ပြီးတော့ကျမတို့ကဒီစက်ကြီးပန်းတို့စက်ကမော်တာနဲ့နင်းရတာဖြစ်တဲ့အတွက်ကျမတို့ကမိရှိမှအဆင်ပြေပါတယ်ဒါကြောင့်မို့လို့ ဒီမီးအဆင်မပြေတာနဲ့တင်ကိုပဲကျမတို့ကဒီတန်နန်းသားလက်ခံကိုအများကြီးစဉ်းစားရတယ်အများကြီးလည်းအချိန်နေပေးရတယ်ပေါ့နော်တချို့ customer service lady ရတော့ကျမလက်ခံနေစေဖြစ်တဲ့အခါကျတော့ခုချိန်မှာမိလာတဲ့အချိန်နဲ့တဲ့အခါကျတော့ကျမက customer service ကိုပဲဦးစားပေးရပါတယ်တန်နန်းကိုတော့ကျမက online class လေးတွေကိုပဲဦးစားပေးပြီးတော့သင်ပေးနေရပါတယ် ခုဒီရက်ပိုင်းနေမှာတော့ကျမကဗာလေးတွေလုတ်ဖြစ်နေလဲဆိုလို့ရှိရင်ကျမရဲ့ဒီမိတ်အင်ညီလေးတွေပေါ့နော်တင်နေတယ်တင်နေတဲ့အင်ညီလေးတွေကကိုယ်အတိုင်းလေးနဲ့ကိုယ်ပဲချုပ်ပြတာဆိုတဲ့ခါကြတော့ကျမကချုပ်ပြတဲ့အင်ညီလေးတွေကကျမဝတ်လို့ရတယ်ပေါ့နော်အဲ့ကြတော့ကျမကြိုက်တဲ့ပုံလေးတွေဆိုလို့ရှိရင်ကျမကပန်းလေးတွေထိုးပြီးတော့ဝတ်တယ်ပေါ့ အခုဒီမှာဆိုလို့ရှိရင်ကျမကစိတ်ကူးရင်ထားတယ်ပေါ့နော်မနေ့ကဝတ်ထားတဲ့ဂါဝင်အင်ကြီးလေးကိုကျမကပန်းတီတီလေးတွေနဲ့စိတ်ကြိုက်ပေါ့ random ပေါ့နော်ကာလာစုံလေးပေါ့တိတ်တဲ့နေရာလေးတွေမှာကာလာစုံလေးထည့်ပြီးတော့ထိုးလိုက်မယ်လို့စိတ်ကူးထားတယ်ဒါလေးတွေကခြိဖို့ခြိချမ်းလေးတွေနဲ့ဒါလေးကကြတော့စိမ့်ဝါအဖျော်လေးဒါလေးကယူယူရွှေဝါရောင်အဖျော်လေးဒါလေးကတော့ဆင်ကြွေရောင်လေး နော်ဒီဥစ္စာလေးရတော့ကျွန်မဒီမှာအစိမ့်လေးပေါ့သူတို့ဒီမှာဝတ်ဆံလေးတွေကိုတော့ဒီပူတက်တက်နည်းနည်းတောက်တဲ့အဝါရောင်လေးထည့်သွားမယ်လို့စိတ်ပူထားတယ်ရိုးရိုးစပွဲပွင့်လိုမျိုးအပွင့်သေးသေးလေးတွေပဲထည့်ပြီးတော့ထိုးသွားမှာပါအလုံးတော့အပွင့်ကြီးကြီးတွေနဲ့ကြတော့လေကျမလည်းအရင်ကြီးမကြိုက်ဘူးပေါ့လေအဲအဲ့ခါကြတော့ကျမတို့တွေကဒီဥစ္စာလေးထိုးတာကိုကျမကဘုဒ္ဓတတင်းနဲ့ရအောင် ကျွန်မကထုတ်ပြပေးသွားမယ်နော်